ဆေချောင်ကလေး90ကျော်ဆောင်ရှောက်တာပဲမဲ့လက်ရှိကာလခက်ခဲတွေကြောင့်မေတော်ကြီးအိမ်ကိုပေါင်ပြီးအကျွေးတွေထိုးဆက်လိုက်ရတယ်ဆိုတော့ဆရာတော်ဗဒနာကူဝေရောက်အားလုံးပဲမင်္ဂလာပါ MSLidos New Channel ကနေကြိုဆိုပါတယ်အခုလောလောဆယ်မောင်စားစရာဆန်ဆိုတာလုံးဝမရှိဘူးအခုလောဆန်55ရက်လောက်ကြီးပုံပုံစီလာပြီးတော့လှူတဲ့လှူတဲ့အတွက်ပုံပုံရန်ဝန်တာတယ်တကယ်လည်း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 ကိုဝမ်းသာပါတယ်။တကလေးတယောက်ဖုံးဆက်တဲ့ဆန်ဆန်ငါးရီလောက်ပါမယ်ဆိုတော့ဖုံဖုံတို့မှာဒီနေ့ချက်ပြီးနောက်နေ့စာအတွက်ဆက်မရှိရခြင်းဖြစ်နေရ အဲ့ဒီလိုဖြစ်နေတဲ့ဘုံဘုံအနေနဲ့ဒီအသိဖွင့်ကိုလည်းတကယ်လည်းပီတိဖြစ်ပါတယ်ဝမ်းလည်သာပါတယ်ဒီအကြောင်းကိုထူထောင်တဲ့ချိန်မှာဘလောက်ထိအခက်အခဲဖြစ်တယ်လဲဆိုတော့ကိုဗစ်ကာလကနေကိုကြိမ်တိဘုံဘုံရဲ့မဲတော်ကျင်းကို330နဲ့ပေါင်းပြီးတော့ဒီကျွေးလေးကိုထိုးဆက်ထားတာဘုံဘုံရဲ့မိဘမဲတော်ကြီးကအသက်89နှစ်ရှိပြီးမျက်စိကွယ်နေပါပြီဒီအိမ်လေးကိုဘုံဘုံရွှေ့ခြင်းနဲ့ဆစ်ဆောင်ကလေးဆောင်ရှာမှာကြုံတွေ့ခက်ခဲတဲ့ပြပြလာတဲ့အမြန်လန်း69မိုင်တစ်ဖက်လုံးကမြစ်တာရိမ်မော်ပရိုဟိတကျောင်းတိုက်ထူထောင်သူကျောင်းတိုက်ဆရာတော်ဘန္ဒနာကူရရာအခုလိုပြောကြားခဲ့ခြင်းဖြစ်ပါတယ် ငလင်ဘေးမှာအိမ်ပြိုသွားခဲ့ရတဲ့ပင်စင်စာကျွန်တော်ကပင်စင်စာပါဆန္ဒလာပိုင်းမှာကျွန်တော်ပင်စင်ကားတွေရပါတယ်ရတာလေးနဲ့တိုက်ကလေးစောက်ပါတယ်ကျွန်တော်ရဲ့တိုက်တက်ကို20ရက်နေမှာလောက်ပါတယ်28နေမှာခိုင်းဆိုရင်ငလင်ကအခဏပဲလောက်တယ်ဒီတစ်ခါတော်တော်လေးပြင်းပါတယ်ကျွန်တော်ဘဝရဲ့တက်တန်းနဲ့ဆိုရင်ဒါကနေကျွန်တော်အသက်63နှစ်ရှိပြီသမီးလေးနဲ့ကျွန်တော်ကအပြင်လဲရောက်တော့တိုက်ကပြိုချသွားပါတယ်ဒီလိုသဘာဝပဲကြောင့်မှအခုလိုကျွန်တော်လိုတော့ပြစ်စရာတော့ကြီးကနေပြီးတော့အကူကြီးထောက်ပံ့ပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောကြားလိုက်တယ်လို့မန္တလေးမြို့ခံတိုက်ပြသွားသူတော်ကယခုလိုပြောပြခဲ့ပါတယ်။ အစောင်းနေ့ချွတ်ချွတ်နားဆင်ပြရပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါရှင်